ပညာရှင်တွေနဲ့ကျွန်တော်တွေ့ကြည့်တာတော့အာနှစ်ဘီလီယံပတ်ဝန်းကျင်ပေါ့အမေရိကန်ဒေါ်လာတန်ပေါင်း2000ကျော်နော်ဟိုအဲ့ဒီဝင်ငွေလောက်သူတို့နှစ်စဉ်ရနေပါတယ်အဲ့တော့အဲ့ဟာဒီအရေးကြီးတဲ့အချက်ဖြစ်ပါတယ်အမျိုးသမီးတွေတတိထားရမယ်တအိတ်ကောင်းကင်စာရဲ့လက္ခဏာတွေကဘာပါလဲအတူနေပြီးသွေးစင်းတာရာသီနှစ်ခုကြာဖောက်ပြီးသွေးစင်းတာသွေးဆုပ်ပြီးမှသွေးပြန့်စင်းတာမိမကိုကနေအဖြူစင်းတာ ၊တွေ့ဆတွေပါလာတာများတာ၊အနံ့ဆိုးတာ၊စီစက်ကြိုက်တာ၊အတူနေစင်းမိမကိုနာတာစတာတွေပဲဖြစ်ပါတယ်။ဒီလိုလက္ခဏာတွေဖြစ်လာပြီးဆိုရင်နေဆက်ရာဆေးရုံစည်းကမ်းမှာရှိတဲ့ဆရာဝန်နဲ့တွားရောက်ပြသတင်ပါတယ်။နေဆက်ဝင်ဝင်အမေရိကန်ဒေါ်လာ1ဘီလီယံဝန်းကျင်လောက်ရရှိနေတဲ့လုပ်ငန်းတစ်ခုစစ်ကောင်စီမှရှိနေပါတယ်။ဒီလုပ်ငန်းကပဲစစ်ကောင်စီကိုဆက်လက်ရည်တည်စီနိုင်တာဖြစ်ပါတယ်။ စစ်ကောင်စီအရေးပေါ်လိုအပ်နေတဲ့နိုင်ငံခြားငွေအသုံးစရိတ်ကိုလည်းဒီလုပ်ငန်းကပဲရှာဖွေပေးနေတာပါစစ်ကောင်စီကို အသက်ဆက်စေတဲ့လုပ်ငန်းကတော့ရေနံနဲ့တပ်ဘဝတံငွေလုပ်ငန်းပဲဖြစ်ပါတယ်အဲ့ဒီရေနံတပ်ဘဝတံငွေစီမံရေးတစ်ခုတည်းနဲ့တင်စစ်အုပ်စုတွေကျွန်တော်တို့ပြည်သူလူထုကိုနေစဉ်နဲ့မျှတပ်ဖြတ်ဖို့တွေပတ်စံလုံလုံလောက်လောက်ရရှိနေပါတယ်ဒီလိုစက်တဲ့ဖို့အတွက်လူလောက်တဲ့ပတ်စံရနေတဲ့စီမံကိန်းကိုဘာမှမလုပ်နိုင်တဲ့တည်ရရတော့ စစ်တပ်ဒီအသက်ဆက်ရှင်တိုင်းပြီးတော့ဆက်ပြီးတော့ကျွန်တော်တို့နေ့စဉ်နဲ့မြန်မာတပ်ဖြတ်နေဦးမှာဖြစ်ပါတယ်စကောင်းစီကိုနစ်စင်ဝင်းဝေးဒေါ်လာဘီလီယံနဲ့ချီပြီးရှာဖွေ ပေးနေတဲ့ရေနံနဲ့တဘဘဝတုံဝင်စီမံကိန်းကြီး၄ခုမြန်မာနိုင်ငံမှာရှိပါတယ် တခုကတော့ရခိုင်ပြည်နယ်ကြောက်ဖြူမှာရှိတဲ့ဆွေတဘဝတငွေစီမံကိန်းဖြစ်ပါရယ်။နောက်ထပ်တဘဝတငွေစီမံကိန်းတုတ်ခုကတော့တနင်္သာရီတိုင်းမြောက်ပိုင်းကတဝဲခရိုင်မှာတည်ရှိတာပါ။အဲ့ဒီတဘဝတငွေစီမံကိန်းတုတ်ခုကတော့ရတနာတဘဝတငွေစီမံကိန်းရဲတကွန်တဘဝတငွေစီမံကိန်းနဲ့စောတိကတဘဝတငွေစီမံကိန်းတွေပဲဖြစ်ပါရယ်။လာစဉ်အမေရိကန်ဒေါ်လာတန်တန်ဟာနှီးပါးတဲ့စစ်အုပ်စုလက်ထဲကို အဲ့ဒီစီမံကိန်းကျွန်တော်တင်တာတိုင်းမှာရှိနေတဲ့စီမံကိန်း၃ခုကနေပြီးတော့အာစစ်အုပ်စုလက်ထက်ကိုကျွန်တော်တို့ကသွားနေပါတယ်ဆက်တဲ့ဖို့အတွက်လူလောက်တဲ့ပတ်စံရနေတဲ့စီမံကိန်းကိုဘာမှမလုပ်နိုင်တဲ့တည်ရွေးရတော့စစ်တပ်ဒီအသက်ဆက်ရှင်တိုင်းပြီးတော့ဆက်ပြီးတော့ကျွန်တော်တို့နေစင်နေမြားတပ်ဖြတ်နေဦးမှာဖြစ်ပါတယ်တင်တာတိုင်းမှာရှိနေတဲ့ရင်းနှီးသဘောတမ်းကိုစီမံကိန်းတွေကိုကျွန်တော်တို့ထိန်းချုပ်နိုင်ခြင်းမထိန်းချုပ်နိုင်ခြင်းနဲ့တော်နိုင်ရင်နိုင်ခြင်းမနိုင်ခြင်းဒီတိုက်ရိုက်အချိုးကျနေတယ်လို့ကျွန်တော်အနေနဲ့ပြောချင်ပါတယ် တနင်္သာရီတိုင်းထဲမှာစုကောင်းစီကိုဝင်ဝင်ရှာဖွေပေးနေတာကတဘာဝတငွေလုပ်ငန်းတစ်ခုတည်းမဟုတ်ပဲအခြားသောတတူတူဖော်ရေးလုပ်ငန်းတွေနဲ့တဘာဝသယင်စာတာရှာဖွေရေးလုပ်ငန်းတွေလည်းရှိနေပါတယ်။ဒါအပြင်စုကောင်းစီကရုရှားနိုင်ငံနဲ့ပူးပေါင်းပြီးတဝဲခရိုင်ထဲမှာရေနက်စိတ်ကန်စီမံကိန်းတစ်ခုနဲ့အနုမြူတအပိစက်ရုပ်တိစားဖို့ပြင်ဆင်နေတာလည်းရှိပါတယ်။ အဲ့ဒီရုရှားနဲ့စစ်ကောင်စီတို့ကပေါ့နော်ဒီ MOU ထုတ်ခဲ့ကြတယ်အဲ့ဒီမှာဆိုရင်အမှုမြူထားပေးဆက်ရုပ်ကိုတိစောက်ဖို့ရည်ရွယ်တယ်အဲ့ဒီမှာတို့ရဲ့အထူးစစ်ပွဲရေးဆောင်တဲ့မြေမှာဆိုရင်အနာသေးအာဆေးအနာရှိဘက်ကနေပြီးတော့ AI ဖြစ်တဲ့ဓာတ်တွေစစ်ကြောထုတ်တာတွေခက်ဆဲဆဲလောက်လာတာကြပေါ့နော်အဲ့ဒီအဲ့ဒီမှာရှိတဲ့ဒေသခါထာနေတိုင်းသာဖဆီခံရပြီးတော့ထွက်ပြေးတိရှောင်နေရတာတွေရှိတယ်ပေါ့နော်ဒီလိုမျိုးအခြေအနေသာဆက်ဖြစ်လာမယ်ဆိုရင်အဲ့မှာရှိတဲ့ဒီဒေသခါထာနေတိုင်းသားတွေဟာလည်းတို့ရဲ့ OA တွေမြေယာတွေပေါ့နော် social မှာဖြစ်ပြီးတော့လူခွေးချုပ်ဖောက်မှုတွေလည်း များစွာရေဆိုင်ကြုံတွေ့လာရနိုင်တယ်ပေါ့နော်အဲ့ဒီအမှုမြူဆဲရုပ်သားတိစောက်ဖြစ်မယ်ဆိုရင်ပြည်သူလူထုဘက်ကပို့ပြီးတော့ခန်းစားရနိုင်ပါတယ်ဒီအပြည့်ပေါ့နော်အဲ့ဒီအင်းကြီးချင်းနိုင်ငံဖြစ်တဲ့ထိုင်းနဲ့မြန်မာဆက်ဆံရေးကလည်းပုံမှန်ပြီးတော့တင်းမာလာနိုင်တယ်လို့မြင်မိမိတယ်ပေါ့နော်တင်းနေတိုင်းတိုင်းတဲကသဘောဝတံဝင်စီမံကိန်းတွေကကရင်အမျိုးသားအစည်းအရုံးခင်ယူထိတ်ချုပ်နေပြီးတမဟာလီဘိတ်တဝဲခရိုင်နဲ့နေနမိတ်တွေမှာရှိနေတာပါ ။ဒါပြင်စစ်ကောင်စီကရုရှားနိုင်ငံနဲ့ပူးပေါင်းလှုပ်ဆောင်မဲ့တဝဲအထူးစီးပွားရေးစုံစီမံကိန်းနဲ့နှုန်ဒက်အပိစက်ရုပ်စီမံကိန်းတွေကလည်းခင်ယူထိတ်ချုပ်နေမြင်နဲ့ထိစပ်နေပါရယ်။နေပြည်တော်ကိုဆက်ရွှေ့ရဲကွာသူတို့အဲ့ကြံကြီးကြံကြီးကြံနေတာအထူးသဖြင့်နောက်မြောက်ကိုရီးယားနဲ့ဟိုဒီနျူကလ িয়ার လက်နက်တွေရောက်ဖို့အတွက်ကြိုးစားနေတာဒါမဲ့မောင်မြင်ခဲ့ဘူးအဲ့ဒီမောင်မြင်ခဲ့တဲ့ပုံမှာဒီနေ့ဒီကလောက်ဆေးရဖီးအားအများကြီးပေးလာတာခံရတဲ့ပုံမှာ ူကပါပဲရှာနေဆိုဒီတမယိုးကြတဲ့နေဆိုတော့ဘလို့မှကျွန်တော်တို့တော်လိုင်းခွင့်ဆိုတော့မခံမခုခံနိုင်ဘူးအဲကြောင့်မလို့သူကဒီထက်ပို့ပြီးတော့ဟိုတည့်ရမှုရှိတဲ့ဟိုတော့ဘောနော်ဖြတ်အားပြင်းတဲ့အဲ့ဒီညူကီးယားလက်နဲ့ထုတ်လုပ်နိုင်ဖို့အတွက်ဆိုတော့ဒီညူကီးယားဒါအပေဆက်ယုံဆိုတော့အကြောင်းပြပြီးတော့အဲ့ဒါဟိုးဒိုဝဲဒေသမှာသွားပြီးတော့လုပ်တာပဲတခြားနေရာလုပ်လို့မရဘူးဆိုတော့လုပ်လို့ရတယ်ဒါပေမဲ့အဲ့ဒီနေရာရွေးနေဆိုတာကလည်းညူကီးယားဒါပေါင်းဖို့တူထုတ်လုပ်ဖို့အတွက်ဆိုရင်ညူကီးယားဒီဒီဒါအပေကိုထုတ်ဖို့အတွက်ဆိုအဓိကအကြောင်းအရာဖြစ်တဲ့ရေအားကိုအသုံးရတယ် ီပင်လယ်ဒေသနဲ့နီးတဲ့ဒေသတွေပြီးတော့ရေဆိုတာဖော်ရင်းသားမဲ့သုံးနေတဲ့နေရာတွေဖြစ်တယ်ဆိုတော့အဲ့ဓာတွေကအများကြီးဖြစ်နေတဲ့နေရာဒေသတွေဖြစ်တယ်အဲရောင်မို့ရေနဲ့စိတ်ကန်းဆိုတာဟန်ပြတာဖြစ်တယ်စီပွားရေးဆောင်ဆောင်ဆိုတာလည်းဟန်ပြနေတာပဲဖြစ်တယ်အဓိကကအဲ့ဒီ nuclear လေမှာထုတ်လို့ထုတ်လို့ရတဲ့ရေအတွက်ဒီ data ပေးထုတ်ဖို့အတွက် nuclear စိတ်ကိုတည်ဆောက်ဖို့ဆိုတော့အဲ့ဒါအကြောင်းကြားချာတာပဲဖြစ်တဲ့အဲအောင်မို့ကျွန်တော်တို့ကထုတ်ပြန်ခြင်းရထုတ်ပြီးတော့ဒီဟာကတရားဝင်မှာကျွန်တော်တို့ပြည်သူလူထုကိုပါမဟုတ်ဘူး ကျွန်တော်တို့ဆက်ဆက်နေတဲ့ထိုင်းလူတို့အတွက်ပါအရန်အနေရှိတယ်ဆိုတော့ကျွန်တော်သတိပေးရတာဖြစ်တယ်။အဲဒါကြောင့်မို့ခင်ဗျားတို့လည်းနုံနုံကြဲကြဲနေကြပါဒီဟာကျွန်တော်တို့ကိုဒုက္ခပေးအောင်ခင်ဗျားတို့ကဒုက္ခပေးတော့မယ်ဆိုတာကျွန်တော်တို့သတိပေးတာပဲဖြစ်ပါတယ်။ဒါကြောင့်စီကောင်စီဆက်လက်ရည်တည်နိုင်ဖို့နိုင်ငံခြားဝင်ငွေတွေရှာဖွေပေးနေတဲ့တနင်္သာရီတိုင်းကိုတော်လရင်အင်အားစုတွေထိတ်ချုပ်နိုင်ခြင်းကလက်ရှိတော်လရင်အွန်လိုင်းချင်းနဲ့တိုက်ရိုက်အချိုးကျနေပါတယ်။